အမွေးရှိဆန်တွေကမျိုးသုံးသွားခဲ့တာကြားခဲ့ပါပြီ။ဒါပေမဲ့အခုချိန်ထိသိပ္ပံပညာရှင်တွေကဒီဆန်တွေကိုပြန်ပြီးတော့အသက်သွင်းဖို့စူးစမ်းနေကြသေးပါ။အမွေးရှိဆန်တွေရဲ့မျိုးရိုးဗီဇတွေကိုယူပြီးတော့တာမန်ဆန်မတွေကိုကိုယ်ဝန်ဆောင်စီတာဖြစ်ပါတယ်။အမွေးရှိန်ဆန်တွေကိုတဘာဝအတိုင်းမွေးလာအောင်လုပ်စီစဉ်ကြပါရစေ။မျိုးတုံပီတာတရိတ်ဆန်တမျိုးကိုပြန်ပြီးတော့ရှင်သန်နေထိုင်နိုင်အောင်လုပ်လုပ်တာဟာလိုတဲ့ကိစ္စတော့မဟုတ်ပါဘူးရှင်။အခက်အခဲတွေအများကြီးကိုရှိပါရစေ။အရင်ဦးဆုံးမိကုန်းတစ်ခုကိုစံစားဖို့လိုအပ်ပါရစေ။ ဒီလောက်ကြီးမားတန်ဆွမ်းတဲ့အမွှေးရှည်စင်တွေဘာကြောင့်မျိုးတုံးသွားခဲ့တာဖြစ်မလဲ။ကဘာမှာကျေပြန့်စွာနေထိုင်ကျဆားခဲ့ကြတဲ့အမွှေးရှည်စင်တွေရဲ့ပြဿနာကဘာများလဲ။အဖြစ်ကတော့တဘာဝပတ်ဝန်းကျင်နဲ့လူသားတွေကြောင့်လို့ပဲယူဆရပါတယ်ရှင်။ Subscribe နဲ့ Call လေးနှိပ်ပြီးတော့ Top မြန်မာကိုအားပေးသွားကြပါအောင်နော်။ကဲဆက်ပြောင်းလိုက်ပါတော့မယ်။ကျမကတော့ခိုင်ပါရှင်။ နောက်ဆုံးရေခဲခက်ကလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ကပြီးဆုံးခဲ့ရပါပြီ။ရုတ်တရက်ပူချိန်ပြောင်းလဲမှုတွေကအမွှေးရှင်ဆင်နဲ့မျိုးတုံးမှုဖြစ်ရတဲ့အဓိကအကြောင်းရင်းတစ်ခုပါ။ရာသီဥတုအပူချိန်တွေပိုပြင်းလာတော့အေးကြိုက်တဲ့အမွှေးရှင်ဆင်တွေအတွက်ပြဿနာတွေဖြစ်လာပါပြီ။သူတို့ရဲ့အဓိကစက်စားစရာဖြစ်တဲ့စကြက်မြေတွေမြက်ခင်းတွေလည်းနည်းလာပါတယ်။လူရီယာလည်းအမဲပူပြီးတော့လိုက်လာကြပါတယ်။ဒါကြောင့်1900 BC မှာအမွှေးရှင်ဆင်တွေရာဆိုရင်တော့စိုက်ဘီးရီးယားမှာပဲနေထိုင်စက်စားကြပါတော့တယ်။ရာသီဥတုချိန်တွေပြောင်းလဲလာမှုတွေနဲ့လူရီရဲ့အမဲလိုက်မှုတွေကြောင့် အမွေးရှိဆယ်နေရမြို့တုံးကြရတာပါတကယ်တော့အမွေးရှိဆယ်နေရဆိုရင်တော့ပါမာဖော့စ်အတွက်အရေးပါပါတယ်ပါမာဖော့စ်ဆိုတာကအေးခဲနေတဲ့မြေစီလောင်ကိုခေါ်တာပါဝင်ရိုးစွန်ဒေတာတွေမှာရှိပါတယ် organic material နဲ့ greenhouse gas တွေကိုထိန်းချုပ်ကာကွယ်ပေးထားပါတယ်ဒါပေမဲ့ကဘာကြီးပူနွေးလာတာနဲ့ဒီအကာအကွယ်ကအရေးပြောကြလာပါတယ်မြေပေါ်မှာစောက်ထားတဲ့အစာအုပ်တွေလမ်းတွေကိုပြိုကျစေပါတယ်ရှင် ဆိုင်ဘေးရီးယားမှာတကယ်ကိုဖြစ်ခဲ့တာပါရေခဲထဲမှာပိတ်မိနေတဲ့ရှေးဟောင်းဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကိုလည်းနှိုးလိုက်သလိုဖြစ်သွားပါတယ်အရေးအကြီးဆုံးကတော့ကာဗွန်နိုင်အောက်ဆိုက်နဲ့မီသိန်းတွေ green house gas တွေအပြုံလိုက်လွှတ်ပေးလိုက်မိတာပါပဲဒါကြောင့်ကဘာကြီးပူနွေးလာမှုတွေကပိုပြီးတော့ဆိုးလာတာပါဒါကြောင့်ရှေးဟောင်းဆင်တွေကိုပြန်အသက်သွင်းပြီးတော့ကဘာပူနွေးမှုပြဿနာတွေကိုဖြေရှင်းဖို့စူးစမ်းနေတာဖြစ်ပါတယ်သူတို့ကြောင့်ကဘာကြီးပြန်ပြီးတော့ဟန်ချက်ညီလာနိုင်မယ်လို့မျှော်လင့်ထားကြပါတယ် အမွေးရှိစနေရဲ့ကဘာကိုအကျိုးပြုပုံကတလို့ပါသူတို့ကတန်တဲ့ခြေပြီးအလေးချိန်ရှိတဲ့သူတွေပါပတ်ဝန်းကျင်ကိုအင်ဂျင်နီယာတွေလိုပြင်ဆင်ပြောင်းလဲပေးနိုင်ပါတယ်အာဒိတ်ဒေတာဟာသူတို့စက်စားရာဒေတာပါသူတို့ရဲ့အလေးချိန်တွေကြောင့်အပင်တွေဟာကြီးထွားမလာပေနဲ့မြေစီလွာကိုအေးနေစေပါတယ်မြေစီလွာတွေအေးနေလေးလေးပါမာဖော့စ်အတွက်အရေးပါလေးလေးပါပဲလူရီရဲ့အမဲလိုက်မှုနဲ့ရာသီဥတုပြောင်းလဲမှုတွေကအမွေးရှိစင်တွေကိုမြို့တုံးစေသလိုအခုလိုမျိုး ecosystem တွေကိုလည်းထိခိုက်စေတာပါ ဖာမာဖို့စ်တွေအားဆိုရင်တော့မြေစီလာအေးနီယောင်လုတ်ပေးမဲ့ဆင်တွေမရှိတော့အရေးပြောမြန်လာပါတယ်။ဒါကြောင့်အမွေးရှိဆင်တွေရဲ့အရေးပါမှုတွေကိုလူတွေပိုတိလာပြီးပြန်သက်သွင်းနိုင်အောင်လို့စူးစမ်းကြတာပါ။သူတို့အသက်ပြန်ရှင်လာမယ်ဆိုရင်တော့ကဘာကြီးကိုပြန်ပြီးတော့ကျန်းမာလာအောင်ကူညီနိုင်ပါလိမ့်မယ်။တိုင်ပံပညာရှင်တွေအားဆိုရင်တော့ Woolly Mammoth Revival Project ကိုစတင်ခဲ့ပါတယ်။အမွေးရှင်ဆင်တွေပြန်အသက်ရှင်လာဖို့ project ပါ။စုံဦးနေပညာရှင် Banglam နဲ့နာမည်ကျော်မျိုးရိုးပီစာပညာရှင် GOG Chesto ရဲ့ project ပဲဖြစ်ပါတယ်။တရဝကဘာကြီးပြန်လည်တမ်းမာလာရေးအတွက်ရှိတ်ရှုပြီးတော့ဒီ project ကိုစတင်ခဲ့ကြတာဖြစ်ပါတယ်။အမွေးရှိစင်တွေနဲ့ DNA တူတဲ့အာရှိုစင်တွေကိုလဲလာပြီးတော့အမွေးရှိစင်တွေရဲ့အနည်းဆက်ဆုံးပုံစံကိုကောက်ချက်ချခဲ့ကြတာပါ။အမွေးရှိစင်တွေမွေးလာဖို့အတွက်လိုအပ်တဲ့ DNA ပြင်ဆင်မှုတွေလည်းလုပ်ခဲ့ပါသေးတယ်ရှင်။ ဒေါ်လာ15မီလီယံတန်နဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။မျိုးရိုးဗီဇပြုပြင်တဲ့နည်းပညာ CRISPR Cas9 ကိုအသုံးပြုတာပါ။ဒီနည်းပညာက DNA မှာမလိုအပ်တာတွေကိုတိတိကျကျဖယ်ထုတ်ပေးနိုင်ပါတယ်။အာရှဆယ်နေနဲ့အမွေးရှိဆယ်တွေက DNA 69ဒသမ600ခန့်တော့တူညီပါတယ်။ဒါကြောင့်အာရှဆယ်တွေကဒီ project မှာအရေးပါတဲ့နေရာကပါဝင်ခဲ့တာပါ။ပညာရှင်တွေကလိုအပ်တဲ့ဖြည့်စွက်မှုတွေထပ်ဖြည့်ခဲ့ပါတယ်။လိုအပ်တဲ့ cells တွေကိုလည်းထပ်ထည့်ပေးပြီးရဲ့နောက်မှာတော့တရေသားဖြစ်လာအောင်လို့ဖွံ့ဖြိုးရမယ့်အဆင့်ကျန်နေပါသေးတယ်။ တဘာဝတိုင်းဖြစ်စေဖန်ပြွန်တရေသားဖြစ်စေရပါတယ်။အဓိကကလိုအပ်တဲ့ sales တွေထည့်ဖို့ပါ။ African Senwe ကိုကိုဝင်ဆောင်စေခဲ့ပါတယ်။မွေးလာတာနဲ့အာတိတ်မှာကြီးပြင်းစေမှာပါ။ဒါမှသူ့မှာထည့်ထားတဲ့မျိုးရိုးဗီဇပြောင်းလဲမှုတွေနဲ့ရှင်သန်နိုင်အောင်ဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ယာတီဥတုပြောင်းလဲမှုတွေကိုဆင်တွင်တဲ့အတူတူပြန်ပြင်ဆင်နိုင်ဖို့ပါပဲ။ ရာသီဥတုပြောင်းလဲမှုအပေါ်မှာတခြား project တွေနဲ့ပြင်ဆင်မှုအတွက်လည်းဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့ဒီ project ကပို့ပြီးတော့ဖြစ်နိုင်ခြေရှိလို့ပါသိပ္ပံပညာရှင်တွေကအမွေးရှည်စင်တွေကိုပြန်လဲရှင်းတက်အောင်လုပ်ရင်းနဲ့ညေးစီလာပါမော့ဖော့စ်တွေကိုပြန်ပြီးတော့အေးခေအောင်စူးစမ်းနေကြပါတယ်ဒါမှရာသီဥတုပို့ပြီးတော့ကောင်းလာအောင်မှာအမွေးရှည်စင်တွေဒါကဘာပေါ်မှာပြန်ပြီးတော့ရှင်းတက်လာမယ်ဆိုရင်တော့ညေးစီလာတွေလည်းပြန်ကောင်းလာဖို့အခွင့်အရေးများပါတယ်နောက်ထပ်အကျိုးကျေးဇူးတစ်ခုလည်းရှိနေပါသေးတယ် ။အဲ့ဒါကတော့ရေခဲတွေနဲ့ကအပူချိန်အေးအေးတွေကဒီစီလာတွေကိုမြန်မြန်စိတ်ဝင်သွားနိုင်တဲ့အချက်ပါပဲ။ဒလုံးနဲ့အပူချိန်တွေကိုလည်းတက်ပင်နေရပို့ပြီးတော့အဆုပ်ယူလာနိုင်မှာပါ။ရာသီဥတုကလည်းပို့ပြီးတော့အေးလာမှာပါ။ organic carbon တွေလည်းအခုဆိုရင်တော့ရှားပါလာပါတယ်။အပူချိန်တွေပိုတိုးလာလို့ပါ။အမွေးရှည်စနေကြောင့်ရာသီဥတုပိုကောင်းလာခဲ့မယ်ဆိုရင်တော့ဓာတ်ငွေဆိုးတွေထွက်လာတာကိုလည်း short ချနိုင်ပါတယ်။ greenhouse gas တွေထုတ်လွှတ်မှုတွေရာဆိုရင်တော့ရာသီဥတုပြောင်းလဲမှုဖြစ်စေတဲ့အဓိကအကြောင်းရပါပဲ။ ဒါအပြင်ဒိုမီနို effect လည်းဖြစ်လာနိုင်ပါတယ်။တဘာဝပတ်ဝန်းကျင်နဲ့တက်ပင်စားတက်ပင်တွေပိုပြီးတော့စိုက်ပျိုးလာနိုင်တာကြောင့် biodiversity ကိုဟန်ချက်ညီလာစေနိုင်ပါတယ်။ကမ္ဘာကြီးဟာတဖန်ပြန်ပြီးတော့စိမ့်လန်းလာနိုင်ပါတယ်။ဒါရီယာဆွေးနွေးအမွေးရှိစင်တွေကမ္ဘာမှာပြန်နေနိုင်တာနဲ့ဖြစ်လာနိုင်တဲ့အနာဂတ်ပဲဖြစ်ပါတယ်။ဒီပညာနဲ့အသက်ပြန်သွင်းမှုအတွက်စူးစမ်းနေကြတာဆိုရင်တော့အမွေးရှည်စနေတယ်မဟုတ်ပါဘူးရှင်။တခြားမျိုးတုံးသွားတဲ့မျိုးစိတ်တွေကိုလည်းအသက်ပြန်သွင်းမှုစူးစမ်းနေသေးပါပဲ။ North America မှာတစ်ချိန်ကကျစားခဲ့တဲ့ခိုးမျိုးစိတ်တွေပေါ့20ရာစုအစောပိုင်းမှာမျိုးတုံးသွားခဲ့တာဖြစ်ပါတယ်။စကြက်နဲလာကျန်းနဲ့အမဲလိုက်ခင်ရကျန်းတွေကြောင့်ဖြစ်ပါတယ်။ Tasmania Tiger လို့ခေါ်တဲ့တိုင်အင်းဆိုတဲ့ကြားမျိုးစိတ်ကအကြီးဆုံးအသားစားသတ္တဝါမျိုးစိတ်ဖြစ်ခဲ့တာပါ။သူတို့ကိုအသက်ပြန်သွင်းနိုင်မှုစူးစမ်းနေတာပါ။ဒါပေမဲ့ Mammals တွေကိုပြန်ပြီးတော့အသက်သွင်းရတာမလွယ်ပါဘူးရှင်။ Dodo ဆိုတဲ့မပြန်နိုင်တဲ့ငှက်တစ်မျိုးဟာလေ18ရာစုကမျိုးတုံးသွားခဲ့ပါတယ်။သူတို့ကိုလည်းပြန်အသက်သွင်းနိုင်မှုစူးစမ်းနေပါတယ်။ ရှေးရှောင်းမှာဆိုရင်တော့အသက်ရှိမျိုးစိတ်တွေအများကြီးအသက်ပြန်သွင်းခံလာနိုင်ရပါတယ်။ကမ္ဘာကြီးပြန်ပြီးတော့စိမ့်လန်းလာနိုင်ပါတယ်။ဒါတွေအားလုံးရဲ့အစကအမွေးရှည်စနေပါပဲလေ။ဒီ project ကိုအအောင်မြင်ဆုံးဖြစ်အောင်စူးစမ်းနေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ကမ္ဘာကြီးပုံနှိပ်လာမှုဟာကမ္ဘာနယ်တဝန်ပြဿနာများစွာရင်ဆိုင်ကြုံတွေ့နေရတာပါ။တချို့ပညာရှင်တွေကမျိုးစိတ်တွေအသက်ပြန်သွင်းတာထက်မျိုးတုံးကန်ဒီတရိတ်ဆန်တွေကိုပို့ပြီးတော့ဂရုတစိုက်ထိမ့်သိမ်းထားတဲ့နယ်လို့ဆိုပါရယ်။ကဘာကြီးပြန်ကောင်းလာဖို့ဆင်တွေပြန်ရှင်လာနဲ့မဆိုင်မုန်းလို့လည်းဆိုပါရယ်။ တို့ပြန်ရှင်လာလေကမာကြီးကသူနီးသူဟန်နဲ့ရှင်တန်းနေမှာပဲလို့ပြောကြပါရယ်လူရီရဲ့အေးပါပုံကိုလည်းတချို့တွေကမေကုံထုတ်လာကြတာပေါ့တဘာဝကိုပြန်ပြင်မှုအတွက်လူရီဟာအမရိကိုပြန်ပြင်မှုအတွက်တကယ်လိုအပ်သလားဆိုတဲ့မေကုံနေထုတ်နေကြပါပြီလွန်ခဲ့တဲ့နှစ်ပေါင်းတသမာ၈မီလီယံလောက်ကအသက်ရှင်ခဲ့ကြတဲ့အမွေးရှိန်စင်တွေကြောင့်ကမ္ဘာဟာအေးချမ်းမှုရှိခဲ့တာပါ ဒါကြောင့်ကဘာကိုရှဲတုံးကလို့ตาရအေးကြအောင်လို့အသေးအတန်ပြန်ပြီးတော့စူးစားနေကြတာပါပဲ။ဒါပေမဲ့ဖြစ်နိုင်ပါမလားဆိုတာမသိကြပါဘူးရှင့်။ရှီအောင်စင်နေပြန်လာလို့မျောလင်းထားသလိုမပြောင်းလဲလာမယ်ဆိုရင်ရောတခြားဘလို့နီလန်းနေနဲ့ပြန်ပြီးတော့ပြင်ဆင်ကြမှာလေအဲ့ဒီစင်တွေကရောအရင်ကစင်နေလိုမျိုးအသက်ရှင်နိုင်ကြပါမလားတခြားမျိုးတုံးကန်နေတက်ရှိတွေကိုရောပြန်ပြီးတော့အရေးအတွက်များလာအောင်လို့ဘလို့ကယူဆိုင်ကြမှာလေစားတဲ့မိကုန်နေအများကြီးရှင်နေပါသေးတယ် Northern White Ringno မောင်ချိန်ဂေါ်ရီလာစတဲ့မျိုးစိတ်တွေပါသူတို့ကိုပြန်အသက်မသွေးမနေရအောင်လို့စောစောကခရိုးဆိုင်ပြီးထိမ့်သိမ့်တာကောင်းပါပါ။ပက်ဆင်ဂျာပေကုံနဲ့တက်စမာနီယန်တိုက်ကားတွေကိုပြန်အသက်သွေးမိုးအတွက်စူးစမ်းနေရတွေကနေအကျိုးကျေးဇူးတွေရလာနိုင်ပါတယ်။အမွေးရှိဆယ်တွေသာတကယ်ပြန်ပြီးတော့အသက်ရှင်လာနိုင်မယ်ဆိုရင်တော့တခြားမျိုးစိတ်တွေလည်းပြန်ပြီးတော့အသက်ရှင်နိုင်ဖို့အခွင့်အရေးရှိပါတယ်။မျိုးတုံးပိသားတွေပြန်လာနိုင်မှာဖြစ်ပြီးမျိုးတုံးခံနေရတွေလည်းကာကွယ်ပိသားရလာမှာပါ။ ကျမတို့လူတွေရဲ့တီထွင်ကြံစားမှုတွေကကျမတို့အိမ်ဖြစ်တဲ့ကမ္ဘာကြီးအနာဂတ်ကိုဆက်ပြီးတော့ပုံဖော်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေ့ရဲ့ထွက်မြတ်မှာကနေတလောင်းနဲ့ပဲနှုတ်ဆက်ခွင့်ပြုပါတော့။အဆုံးထိချစ်ခင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချမ်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်။နောက်တစ်ခေါက်ထည့်ရဲ့ထွက်မြမချန်နယ်မှာဆိုရင်လေပရိသတ်ဆိုင်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ဆက်လက်ထုတ်လွှင့်ပေးပါအောင်မယ်ဆက်လက်ချစ်ခင်ပေးကြပါအောင်ရှင့်ဘိုင်ဘိုင်